တခြားတဲ့တွေသွန်းပါလားဗျာအမှချက်စီးတို့အာဆင်နယ်တို့မန်စီးတီးတို့အဲ့လိုမျိုးအသင်းမျိုးသွန်းပါလားဗျာဘာဖြစ်လို့ကျွန်တော်အာပီရဲ့မန်ယူအသင်းမှာဂိုးသွားတာလဲဆိုတော့အမ်ဒီနေ့မှာမချိမဆက်ခံစားရတယ်အဲ့ဒီခံ feeling ကြီးကပြောမပြတတ်ဘူးဗျာပြောရမယ်ဆိုလဲအာကျွန်တော်ဟိုအမ် why send လူရရှိပြီးရဲ့အဲ့တရောက်တာကျွန်တော်တိတ်တော့မပြောချင်ပါဘူးဒါပေမဲ့ခံစားချက်မူကတော့အဲ့လိုမျိုးနှစ်ခုနှစ်ခွဖြစ်နေပေါ့နော်ပျော်လဲပျော်တယ်ဝမ်းလဲဝမ်းနေတယ် ပြောတော့ဗျာဘာဖြစ်လို့လဲဆိုတော့ဥရောပမှာအောင်မြင်ဆုံးထိတ်တန်းအသင်းသင်းကိုဘိုးသွင်းတဲ့ကဒါပြောစရာပေါ့နော်ဒါပြောတယ်ဒါပေမဲ့ကျွန်မပြောဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဘိုးသွင်းခံရတဲ့ကဘန်ယူတင်းဖြစ်နေလို့ဘာဖြစ်လို့လဲဗျာဘာဖြစ်လို့လဲဆိုတော့ဗျာဟိုတခြားအသင်းတွေသွန်းပါလားဗျာအမချက်စီတို့အာဆင်နယ်တို့မန်စီးတီးတို့အဲ့လိုမျိုးအသင်းတွေကိုသွန်းပါလားဗျာဘာဖြစ်လို့ကျွန်တော်အပီးရဲ့ဘန်ယူအသင်းမှာဘိုးသွင်းတာလဲဆိုတော့အမ်ဂျင်းထဲမှာမချိမဆက်ခံစားရတယ်အဲ့ဒီခံ feeling ကြီးက ဟိုပြောမပြတတ်ဘူးဗျာ။ဟိုပြောရမယ်ဆိုလဲအာကျွန်တော်ဟိုအာဝိုင်းဆက်မဲ့လူကြီးရရှိသေးတယ်။အဲ့တည်းရောက်တာကျွန်တော်တိတ်တော့မပြောချင်ပါဘူး။ဒါပေမဲ့ခံစားချက်မူကတော့အဲ့လိုမျိုးနှစ်ခုနှစ်ခွဖြစ်နေပါတော့နော်။ပြောလဲပြောတယ်ဝမ်းလဲဝမ်းနေတယ်ဝမ်းနေအကြီးဆုံးဝမ်းနေရတော့အာဆီယံနေသနေကကိုကိုမိုင်သူကိုသွန်းတဲ့တာဝမ်းနေကြအာသူတော့အများကြီးကုန်ပြီလေဗာဖြစ်လို့လဲဆိုတော့ဒီအာဆီယံအသင်းတင်းလဲက ဟိုဒီလို United လို့အသင်းမျိုးအောင်မြင်မှုအကြီးမားဆုံးရတာအတင်းတင်းလေးကအသင်းကိုအကိုသွန်းနိုင်တယ်ဆိုတာဒါဘလို့မှဖြစ်နိုင်ဘူးပြောမှဆိုပြဒါကြီးရဲ့ဟိုကျွန်တော်တို့တသက်မှာတခါလူတောင်ပြောလို့ရအနေထားမှာရှိရဗျာဒီလိုမျိုး United နဲ့ကံမှုကမလွယ်ဘူးဗျာပြောရမှဆိုပြီးတော့ဒီလို ASEAN ဟိုကစားသမားကြီးစုရတဲ့မှာမြန်မာကစားသမားဆိုလို့သူတယောက်ပဲပါလာအဲ့ဒီတယောက်ကပဲ United ကို United ကိုသွန်းပါတယ်ဆိုတော့ဒါအအောင်ကိုလည်းကောင်းတယ်ဘုံမူစာလည်းအရင်ကောင်းတယ် အဲပြောမှဆိုသူ့အတွက်ကတော့ဒါအောင်မြင်မှုတော်တော်ကြီးကြီးမားမားရသွားလို့ပဲကျွန်တော်ထင်တယ်အဲကိုမမောင်လွတ်တဲ့လဲဘုံသလိုချီချီလေးချီကျူးရယ်ပြီးတော့သူ့ရဲ့အဲဒီလိုမျိုးလှုပ်ဆိုင်နေတဲ့လှုပ်ဆောင်နိုင်တဲ့အပေါ်ကိုလည်းကျွန်တော်အဝမ်းသာမိပါတယ်ဟုတ်အဲ့ဒါကတော့ဘလို့နီးနေမှာမရောနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီကတော့ဒါချီကြီးခြေစမ်းပွဲပေါ့နော်ချီကြီးခြေစမ်းပွဲကတော့သူချီကြီးလိုပဲကံပါပေါ့တကယ်သူတင်ကိုတင်ကံလာပွဲဆိုတော့တစ်မျိုးပေါ့နော်ဒါကတော့ပြောပါစို့သူတို့လူစုံထုတ်ကံတယ်လို့တချို့ကတော့ချို့ အဲပြောရစကိုတင်ဖိုင်နေရတော့နည်းနည်းပါပြောပါပေါ့နော်မင်းတို့ကလူစုံပါပြီးတော့ဒီလိုအာဆီယံအသင်းကိုရှုပ်ဩစတြေးလျအသင်းကိုရှုံးနေဆိုတော့ဒါလာကြမှာပဲဒါရဲ့ကိုယ်ကကြိုးမြင်နေပြီးသားဘာဖြစ်လို့လဲဆိုတော့အဲ့အရန်ခံခံစားမှုတွေပါဘာဖြစ်လို့ဒါရဲ့ချစ်ချီကစားပွဲလေးဖြစ်နေပြီးတော့အဲသူတို့ရဲ့လူထုပ်ပုံကစားပုံကလည်းပြောမလားသူကလူငယ်လေးတွေနဲ့ညှက်ပြီးတော့အဲအသင်းကြီးကစီနီယာကစားသမားလေး၃လောက်ထည့်ကန်တာတို့ဒါအားလုံးမြင်တာပါ ဘောလုံးပွဲကြည့်ရလို့ဒါကတော့နားလေတယ်ဘယ်လိုဖြစ်လို့ဆိုတော့အာဒီစီနီယာကစားသမားတွေအကုန်လုံးပြီးထည့်ကန်ပြီးတော့အဲအဲတပိုင်းလုံးကန်မယ်ဆိုတော့အနေထားတစ်မျိုးပေါ့နော်အခုကတော့အလူငယ်လေးတွေနဲ့စီနီယာကစားသမားတွေနဲ့ညှက်ပြီးတုံးတဲ့အတွက်တော့ခြေစွမ်းကတော့သူတို့ပါဘူးရုတ်တရက်ကြီးတာရက်ကွာ ပြောမှန်းဆိုသူလေးကျင်တာလည်းရက်ပိုင်းပဲရှိရတယ်အလုံးစုံဂျားထဲမှာဗီလာနဲ့အစွန်ဗီလာနဲ့ကန်ပြီးတော့ဂျားထဲမှာသူနှစ်ရက်လောက်ပဲနားကျင်ရှိရအဲ့နှစ်ရက်အတွင်းမှာဒီလူငယ်ကစားသမားလေးနဲ့ချိတ်ဆက်လုပ်ဖို့ဆိုရတယ်ဒါမလွယ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့အဲဒီလိုခြေစမ်းပွဲမှာဒါအသင်းကြီးတိုင်းလည်းရှုံးတာကြီးရှိပါတယ်အဲ့အတွက်ကြောင့်မို့တိတ်ပြီးတော့ feeling လည်းမရှိဘူးအဲပြီးတော့ဒီ United ကိုဒီအားကြောင့်အဲကျွန်တော်တို့မှာအာမပေးတော့ဘူးဆိုရင်ဟာလုံးဝမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲကျွန်တော်ကဒီပြောမယ်ဆိုလဲဒါ United ကဒါဒါခြေစမ်းပွဲအစတောင်မှမဟုတ်သေးဘူးဗျာဒါအခုမှ အပြော့မဒါအပြော့ချစ်ကြည်တာကန်တဲ့အနေထားပဲရှိသေးတာခြေစမ်းပွဲကြီးဆိုတာလည်းမလာသေးဘူးအဲ့တော့ United ဒီအနေထားကိုကြည့်ပြီးတော့ဟိုအနောက်တဲ့ကမန်ယူပြန်ဆိုးရင်စရာအနေထားကြီးဆိုပြီးတော့ကျွန်တော်မမြင်သေးဘူးဗျာဘာလို့ဒါစောင့်ကြည့်ရမယ့်အရာကြီးအများကြီးရှိသေးတယ်ဥမာခြေစမ်းပွဲကြီးပြီးလို့ အာပြီးများလေးပြန်ယာဒီဆလို့၃လ၅ဘွဲလောက်အထိကိုမန်ယူချင်းနေစိုးနေဆိုတော့တမျိုးပေါ့နော်အခုကဘာမှချင်းနေလည်းမသိရသေးဘူးပြီးတော့ရောင်းဝယ်တွေကလည်းဟိုတိတိငင်ငင်လည်းမရှိသေးဘူးအပြောင်းလဲရတယ်အများကြီးရှိသေးတယ်တော့အာဒါစောင့်ကြည့်အောင်ပါပေါ့နော်အဲ့တွေ့တော့ဟိုစိတ်လည်းမကျေသေးပါဘူးဘာပြောအများနဲ့ United က United ပါပဲဟုတ်